ိမ်ကွင်းကောင်းတဲ့ဘီဘာအိုကို၃ဂိုးပြတ်အနိုင်ရခဲ့တဲ့ Manchester United မင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှိုးအနေကြိုးတူပါတယ်ဘီဘာအို၃ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲပြီး၃၀ချက် full time review ကိုလုပ်ပေးသွားကြမှာခင်ဗျဆိုတော့ဒီ reset ကြီးကပို့လင်းပြောတော့ United fight နဲ့တတ်သွားပြီလို့တောင်ပြောလို့ရတယ်အဝေးကွင်းမှာ၃ဂိုးပြတ်နိုင်သွားတဲ့အခြေအနေမျိုးကြီးဗျာ ိုထရက်ဖူရောက်တဲ့အခါကျရင်တစ်ဖက်သင်းရဲ့ယူနိုက်တက်ကို၃ဂိုးပြပြန်နိုင်မှရလိမ့်မယ်။မဖြစ်နိုင်တာတော့မဟုတ်ဘူး။ဒါပေမဲ့ဖြစ်ဖို့တော်တော်လေးခက်ခဲသွားပြီ။ final မှာ တော်တင်းဟော့စပါနဲ့ယူနိုက်တက်တို့ဘောလူဘွား99%လောက်သေးကြတယ်။ဒုတိယအကြော့တွေရဗျာလှည့်ကြည့်စရာတော့မလိုတော့ဘူး။ပထမအကြော့မှာတည်းကအကုန်လုံးပြီးဆုံးသွားခဲ့ပြီလို့ပဲပြောရမှာပါ။ကျွန်တော်တို့ဂျိုတင်ခတ်မှန်ခဲ့တဲ့အတိုင်းတော်တင်ဟော့စပါနဲ့ယူနိုက်တက်တို့ရဲ့ final မှာဖြုတ်မဲ့ပွဲကြီးပွဲကောင်းကို ျွန်တော်တို့ရင်ကုန်စိတ်လို့ကြားသွားနေစောင့်ကြည့်ရတော့မယ်နှစ်သင်းလုံးက EPL မှာအခြေအနေမဟန်ဘူး final မှာတော့ဇာတူပဲ50 50ပဲအထပါအဲ့တော့ဒီပွဲစဉ်ဒီ United အတွက်ခက်ခဲမဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်တို့ထင်ခဲ့တယ် Tennis ရကလည်းအထင်နဲ့ရမ်းပြီးခက်ခဲမယ်လို့ပြောလိုက်တာမဟုတ်ဘူးဒီနှစ်ဘောလုံးရသည်မှာပြီးပါတော့ဒီအင်ကွင်းရှုံပွဲ၃ပွဲပဲရှိတယ်အဲ့ဒီဆွဲဆောင်ရေးပိုင်းကဘယ်လောက်ကောင်းသလဲအသင်းတွေနဲ့စံနှုန်းကတူတူပဲ တရာဒီလုံးမှာအိမ်ဝင်း၃ဘွယ်ပဲရှုံးဝဲရှိတယ်ဆိုတာတော်တော်ကျန်းတဲ့အတင်းတင်းလို့ပြောရမှာပါ။ဒါ့အပြင်အီနာကီဝီလီယမ်စ်နဲ့နီကိုဝီလီယမ်စ်တို့လိုတကယ်ကောင်းတဲ့ဝင်ကာကစားသမားတွေပါနေတယ်။အင်ရှင်ပရိသတ်အားနဲ့တီဗီဖြုတ်ပြီး United မှာကစားသမားတချို့ဒဏ်ပတနာနေပြန်လဲကောင်းမွန်လာရင်မဲ့အတင်းနဲ့ထိတွေ့မှုမရှိသေးဘူး။ကစားသမားအဟောင်းနေနေပဲတုံးပြီးတော့ကစားသွားခဲ့ရတယ်။ဘလို့ပဲတွတ်တွတ်မလွယ်ဘူး။တိုးတော့တကယ်ကစားတဲ့အခါမှာတော့ United တည် မျက်နှာနှစ်ဖက်နဲ့အသင်းလို့ကျွန်တော်အမြဲတမ်းလို့ပြောခဲ့တဲ့အတိုင်းပဲဟဲ့ပရီးမီးယားလိမှာတမျိုးယူရိုပါလိကြတော့ဟာတမျိုးတကယ်ကိုမျက်နှာနှစ်ဖက်နဲ့အသင်းများဆိုတော့ Vivian ထုတ်ပယ်ခံမှုကတော့တပိုင်းပေါ့နော်ပွဲရတတ်တော့ပြတ်သွားပါတယ်တိုးတော့လေအဲ့မတိုင်ခင်ကတည်းက United ကတကူရခဲ့တာပါ Vivian ထုတ်ပယ်မခံရရင်လည်းတေရလက်ဘာညာရောက်ကောင်းရသွားနိုင်တယ်ဆိုတော့ ပြီးပါဦးအတင်းကောင်းတင်းဆိုတာလက်ခံတယ်ကစားသမားကောင်းတွေတချို့ရှိတယ်သို့ပေမဲ့လည်းအထိတ်တန်းအသေးအသေးဖြစ်ဖို့အတွက်လိုအပ်ချက်ရှိတယ်ကျွန်တော်တို့တနည်းအားဖြင့်အင်တာမီလန်နဲ့ကစားသွားတဲ့ the bayern munich sorry barcelona ဒါအတင်းတင်းရဲ့ဟန်ပန်ဆိုတာ barcelona ကိုပြောတာပြောကြတာသူတို့မှာအင်ရှင်အာတာချက်ရှိတယ် favardi ရဲ့ team play ကလည်းကောင်းတယ်အကုန်လုံးက spanish တည်းကြီးပဲ ယူနိုက်တက်ကိုတကယ်တမ်းဖိဖိစည်းနဲ့သူတို့သွားခြင်းနဲ့ဂိုးကိုတည်တည်တက်တက်လေးသွားမယ်ဆိုရင်နိုင်အောင်တော့ကန်လို့ရတယ်သို့တော့ဝေ့နေကစားသမားတွေကဥတီချက်တိတ်မရှိပဲနဲ့ဟိုဖြစ်ကတဲ့စံကစားရတယ်လို့ကျွန်တော်ထင်တယ်တချို့ဖောင်းနေဆိုမလိုအပ်ဘူးဗျာအတင်းတွေလူချကစားတဲ့ပုံစံမျိုးတွေကျွန်တော်မြင်ရပါတယ်အဲ့တော့ VVN ထုတ်ပယ်မခံခင်အချိန်ကာလတွေကကြမ်းကြမ်းတန်းတန်းပြီးပါအောင်ကစားသမားတွေဒီကစားနေတာပါဒါတော့သူတို့ viewer ဘိုင်းလို့ပြောမလားဘာရွေချက်နဲ့ကစားလဲတော့ကျွန်တော်လည်းမပြောတတ်ဘူး United ကစားသမားတွေပွဲပန်းနေလို့အဲ့လိုတွေစော့နေရလား Asian ပြည်သက်အားနဲ့ဖိပြီးကစားနေရလားပေါ့နော်ပြောချင်တာအဲ့လိုကစားသေးရမလို့ဘူးကဲ Spain အတင်းတင်းပြီးပြီးလုံးဝဘောပုဒ်ရှင်အတားကြီးယူပြီး accurate passes အများကြီးနဲ့စင်ကစားပါ United ကပြဲနေတာတော်တော်အဲ့လိုမကစားဘဲနဲ့အရင်တွေစော့တဲ့ခါကျတော့အဲ့လိုမဖြစ်တဲ့ อืมဖြစ်ရတယ်ဖြစ်ကုန်ရောပေါ့เนาะ now ကျွန်တော်တို့အားလုံးမျှော်လင့်ထားကြတဲ့ Nico Williams ဒီနေ့ပွဲမှာနည်းနည်း side ပြီးနေဟန်ကိုနေတာများနေတယ်အဲ့တော့တစ်ဖက်မှာကစားနေတဲ့ Mazra Uria အရင်ခက်ခက်ခဲကစားခဲ့ရတာမဟုတ်ဘူးတနည်းအရဗျာရမဲကိုကြည့်ဒီမာကူရောဘတ်စတိုနီရော MK Duran တော့၃ယောက်လုံးယူအောင်ဆော့ခဲ့ရတာအပြောချင်တာဒီနှစ်ယောက်လုံးကစပိန်လေရွေးစဉ်အသင်းအတွက် left wing right wing ကစားသမားတွေတော်တော် ရမဲကအတက်ပို့ငယ်ပြီးတော့ပို့တည်ငိမ့်တယ်အပို့မလောက်ဘူး तू ဖြစ်တင်တာရောပဲလုပ်တယ် efficient ကိုဦးစားပေးတယ်တည်ငိမ့်လုံးတယ်ရမဲလေးကဒီနေ့ပေါ်မှာ Nico Williams ကအလုပ်ပြခြင်းသောတွေများနေအတူကိုကလည်းငငယ်ကလေးကအတိုင်းပဲ individual skill အရင်ကောင်းတဲ့ကောင်းတယ် speed ရဲ့ကျွစင်ဒေါ်ဂူဒီလောက် speed ကောင်းတဲ့ကစားသမားတော်မှာ Inaki Williams ကို control လုပ်ဖို့သိပြီးမလွယ်ဘူးအဲ့ပြောချင်တာ အဲ့ဝင်ကအနှောက်ကအရင်နေစော့ခြင်းပြုခြင်းလှုပ်ပြခြင်းနေပြီးကျန်တဲ့ကစားသမားတွေကအတင်းဝင်အတင်းထွက်နဲ့မမချာချာကြီးကစားနေတဲ့အခါကျတော့ဒါကျွန်တော်တယောက်တည်းအမြင်မှာဟုတ်စပိန်အတင်းတင်းရဲ့ရတမျိုးကျွန်တော်မခံစားရဘူးဗျာယူနိုက်တက်ကတော့ခံစစ်ကို လုံခြုံအောင် ကစားတယ်ဆက်ပီးစ်တွေကိုအားပြုတယ်ဒရိုက်ကောင်တာအတက်တွေကိုတည်ပြီးတော့စော့တယ်ဒါကလည်းယူနိုက်တက်ယူရိုပါလိမှာအများရန်လို့စော့တဲ့ပုံစံအခင်းချင်းပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ Vivian ထုတ်ပယ်ခံလိုက်ရတဲ့ဖြစ်ရပေါ့နော်ကျွန်တော်တို့အနေငယ်ပြင်းထန်တယ်လို့ထင်တယ်ပနတီလည်းပေးလိုက်ရတယ်ကစားသမားတယောက်လည်းထုတ်လိုက်တယ်ပေါ့နော်ဒါကကျွန်တော်ပနတီပေးလို့အနေငယ်ပြင်းထန်တယ်ဆိုတဲ့စကားကိုသုံးတာပါသို့တော့ဒီကစားသမားရဲ့အပြစ်ဒဏ်ကျူးလွန်မှုကလည်းအဲ့လိုနည်းနည်းရုပ်ပေါက်တယ်ပေါ့နော်ပြောမလို့ပနတီစီးတဲ့မှာ EPL မှာဆိုရင်နည်းနည်းလေးချိတ်လိုက်တာ ਨੇ ပနတီပေးရတဲ့ဖြစ်ရမျိုးတွေမြင်ရတယ် အတူတော့သူကကြတော့အဲ့လိုမျိုးအတင်းကိုဆွဲလဲလိုက်တဲ့ပုံစံမျိုးကြီးဆိုတော့လေဒါတော့ဒိုင်းရဲ့ဆုံးဖြတ်ချက်ပေါ့နော်ကျွန်တော်ကြီးလည်းဟိုမှားတယ်မှန်တယ်အရင်ကြီးတော့မပြောတော့မပြောလို့သူတော့အနီကက်ရောပနတီရောပေးလိုက်တာဒီဟိုပြင်းထန်ခြင်းမပြင်းထန်ခြင်းဆိုတာတဲ့ပွဲတစ်ပွဲရတ္တကိုပျောက်သွားစေတယ်တကယ်တော့စက်တယောက်စက်တယောက်ချင်းကံမယ်ဆိုရင်တော့ United ကတကူးရင်တွင်းပြီးသွားတယ်သူတို့လိုတလို့ဟိုအကောင်းဆုံးပုံဖော်ကစားလို့ရတယ်ဗျာကဲခံစစ်မှာပဲစုပြုံပြီးစော့နေမလားအဲ့မတိုင်ခင်အချိန်ကာလတုန်းကတော့ဘီဘာဝေရဲ့ ထိုးဖောက်မှုတို့ကြုံမြင်ခဲ့ရတယ်ဆိုပေမဲ့လည်းအရင် United ကိုတိတာထင်ရှားသွားတဲ့စီးပိုင်ပြီးတော့ဟာဂိုးတွေတဖုံးတတိုင်းသွင်းနေတာတော့မဟုတ်ဘူးသို့တော့တီရလက်ဘာညာရအောင်ရသွားနိုင်တယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်ဘီဘာဝရဲ့အခင်းချင်းကတော့ဒါထားလိုက်ပါတော့အဓိကကျွန်တော် United နဲ့ပတ်သက်ပြီးတော့ပဲပြောလိုက်ပါမယ်ဒီနေ့ကျွန်တော် 3back တနေရာမှာခေါင်းယူ CCB တနေရာထည့်ထားတယ်ဒီနှစ်နေရာကိုသူကနည်းနည်းလေးပြောင်းပြီးတော့ဆော့ထားတယ်ဗျာ ယူရိုကပုံမှန်အားဖြင့်ဆိုရင် RCB အာတန်တဲ့ကစားသမားပေါ့နော်။သို့တော့ဒီနေ့တကယ်ကစားသွားတဲ့အခါကျတော့ Landlof ကို RCB ထားပြီး Euro ကို ACB ပြန်ထားပါတယ်။အဲ့ဒါကြောင့်နီးပြတယောက်နဲ့တယောက်ရဲ့အတွေးခေါ်အယူဆခြင်းကမတူဘူးလို့ပြောတာ။အဲ့တော့ဝင်းဘတ်တွေကိုကြည့်မယ်ဆိုရင် Mazra Uri Patrick Dorg ကိုပုံမှန်တိုင်းပဲသွားတယ်။သို့တော့ဒီကွင်းလယ်ပိုင်းမှာဒါတစ်ဖက်ကကွင်းလယ်ကစားသမားတွေပဲဖြစ်ဖြစ်ဝင်းကကစားသမားတွေပဲဖြစ်ဖြစ်တနည်းအားဖြင့် Central ဆုံး channel တွေကို live ပိတ်လို့ရအောင်ကျွန်တော် box ပုံစံပေါ်အောင် Ruben Amorin ကဒါငကိုတွေကတဲတဲ့ပုံစံမှာကျွန်တော်ကဒီပွဲနဲ့ပတ်သက်ပြီးရှင်းပြလိုက်လို့ပါဆိုတော့ manual Ugarte ရှိမယ် Casper ရှိမယ်တယောက်ကဘောဝင်နေလိုက်လို့ပြီးတယောက်ကတော့ play making လုပ်မယ် live ပြီး tempo အတင်အချလုပ်ပေးမယ်ဆိုတဲ့ပုံစံမျိုး ਨੇ Cas ကဆော့သွားတယ်ကျွန်တော်ရှိမှာ AM ကစားသမား2ယောက်ကတော့ Alejandro Garnacho နဲ့ Bruno Fernandes အဲ့တော့ Bruno Fernandes တို့ဒါ Alejandro Garnacho တို့က channel သွားရင်လည်းဒီဘက်သွားတယ် AM ကစားသမားတွေကဒါ Ruben Amorim အနေနဲ့အများတန်းလို့လို့ wing back တွေနဲ့ချိတ်ဆက်ကစားခိုင်းနေကျွန်တော် deep line midfield နှစ်ယောက်နဲ့ချိတ်ဆက်ကစားခိုင်းနေအဲ့ဒီလိုမျိုးသွားတဲ့ခါကျရင် half space တွေပါအကုန်ပိတ် central zone တွေမှာပါကြက်တဲ့ပုံစံမျိုးကစားတာပါအဲ့တော့ဒီ၃ယောက်ရှေ့နည်းနည်းတက်သွားရင်လုံးဝ deep block ပုံစံမျိုးဖြစ်သွားတဲ့အထာမျိုးတွေယူရပြီးကစားခဲ့တာပေါ့လေတိုးတော့အဲ့လိုတောင်တိတ်ထူးထူးကစားစရာမလိုလိုက်ဘူးတယောက်လည်းထုတ်ပယ်ခံခဲ့ရတဲ့ခါကျတော့ united ကတက်တောင်တက်တာပဲ ဒါပွဲကိုထိန်းချုပ်ပြီးကစားသွားတယ်လို့ပြောရမှာဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော် twin goal လေးအနေငယ်ပြန်ပြီးတော့ဒါဆွေးနွေးကြည့်အောင်နော်။ဒါပထမမိနစ်30မှာရသွားတယ်ကိုတို့ကျွန်တော်ကောင်းယူတနေ့ပြောကြတယ်။အဲ့ဒါအဲ့ဒါဘယ်ကကောင်းကြီးလဲပေါ့နော်။လူကောင်းကြီးကြီးကြီးနဲ့တကယ်ကျွန်တော်ကပွဲနှစ်ပွဲကြည့်နေတဲ့ခါကျတော့အဲ့လိုမျိုးဆွဲပြေးလာတော့ဝင်းနေရတယ်။ကောင်းကြီးကအဲ့ဒီဝင်းယူရောက်เสียအကြောင်းမရှိဘူး။ခြာနေယူပြီးတော့မှကြောနံပါတ်ကြီးတော့မှကောင်းကြီးပြည့်နေ။သူရောက်အောင်ကြော်သွားရတယ်နော်။ကြော်ပြီးတော့ အဲ့စီးနားလေးကနေ cross ball ပေးသွားတာဒီကောကခေါင်းရကျွန်တော် credit ပေးရမယ်ပထမဆုံး goal လည်းဖြစ်တယ် United အတွက် art ဆရာ goal လည်းဖြစ်တယ်အဲ့တော့ခေါင်းဆောင်းမိုက်တယ်သူပေးလိုက်တဲ့ cross ball menu ဥကားဒီပါနဲ့တာဗျရှောက်ပြီးခေါင်းမတိုက်ဘူးတချို့ကစားသမားတွေဆိုမိမိမိရှောက်တိုက်လိုက်တာရှိတယ်သူကငကူကလေးကကြည်တာဘေးမှာတန့်ပါလာတာသိတယ်ပေါ့နော်အဲ့တော့တန့်ကိုပြန်ချိုးပေးလိုက်ရတာနေတစဉ်တန့်နေနောက်ထပ်တစ်ခါခေါင်းတိုက်ပြီးတော့ဒါ United အတွက်အဖွင့်ကိုတွင်းပေးသွားတယ် ဆိုတော့အနီကက်ဖြစ်ရကတော့ဒါရှိမှပြောပြီးဖြစ်တယ်ဆိုတော့ကျွန်တော်သိပြီးမပြောချင်တော့ဘူးနောက်ထပ် penalty တွင်းကတော့ဒါကတော့အနီကက်ဖြစ်ရအောင်ရခဲ့တဲ့ကန် penalty ပြစ်တံကိုကျွန်တော် Bruno Fernandez ကညာကံဘယ်ပေါက်ယုံကြည်ချက်ရှိနေကန်သွင်းယူသွားခဲ့တယ်။နောက်44မိနစ်မှာပေါ့နော်။နောက်ထပ်သွင်းကိုတကူရတယ်။ဒီကိုကလည်းမန်ညိုဥကားတရဲ့ပါနတ်မှုပဲဗျ။နောက်ပေါက်လေးနဲ့ချိန်ပြီး Bruno Fernandez ရဲ့ running lane ကိုပြေးထည့်ပေးလိုက်တာ။အဲ့လိုဂိုးမျိုးဆို Fernandez ကနေတယ်လို့တောင်ပြောဦးမယ်။တည်တည်တက်တက်နဲ့ကို ဖနီရှုနဲ့ကန်သွင်းယူရင်ဒါ၃ခုမြောက်ရရှိသွားခဲ့တာပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့ပုံစံမှာ United ရဲ့ဟိုကြိုးစားကစားခဲ့တဲ့ကစားသမားတွေကတော့အများကြီးပဲဗျမစိုးပါဘူးဒါခေါင်းရဆလို့မန်ယူအူဂါတီတို့တန်တို့အကုန်လုံးကောင်းတယ် Bruno Fernandes တဲ့ fighting spirit အပြည့်နဲ့လူလူအချင်းချင်းတွေကိုကစားသွားခဲ့တာတွေ့ရပါတယ်ပြောရင်တော့အများကြီးပါပဲဂါနာချိုတို့ပါလည်းမစိုးပါဘူးဆိုတော့အနည်းချုပ်ရမယ်ဆိုရင်ဒီနိုင်ပွဲကြောင့် United က final ကိုတက်ရောက်ဖို့အတွက်အခွင့်အလမ်းအများကြီးရသွားခဲ့ပြီဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးကိုဒီမှာနားခွင့်ပြုပါမနေ့ပြန်ရောက်တဲ့အခါကျရင်အကြိုက်ဆုံးကစားသမား9ယောက်ကိုရွေးထုတ်သုံးသက်ဆွေးနွေးပြပါအောင်ခင်ဗျာ